ဒီနေ့တော့မိဘတိုင်းကိုစိတ်ပူစေတဲ့ကလေးလေးတွေမှာဖြစ်လေဖြစ်တာရှိတဲ့အကြောင်းအရာတစ်ခုကိုပြောပြပေးမယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်ကလေးငယ်လေးတွေမှာဝင်းချုပ်တာပါ။မမီတို့ရဲ့တတမီမီလေးတွေဝန်းသွားရခတ်နေပြီလားဒီလိုမျိုးဝန်းသွားနေတာက ပုံမှန်လားဒါကစိတ်ပူရပြီလားပုံမှန်ဟုတ်လားမဟုတ်လားမသေးကြဘူးလားစိတ်ပူပါနဲ့ကျွန်မဒီဗီဒီယိုလေးမှာကလေးလေးတွေရဲ့ဝန်းချုပ်တဲ့ပြဿနာနဲ့ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုရိုးရိုးရှင်းရှင်းလေးပြပြပေးသားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ကြည့်လိုက်ကြအောင် အားလုံးပဲမင်္ဂလာပါဒေါက်တာနိုဝင်ဘလော့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ပထမဦးဆုံးအနေနဲ့ခလင်းငယ်လေးတွေမှာဝန်းချုပ်တယ်ဆိုတာဘာလဲအရေးကြီးဆုံးပြောပြမယ့်အချက်ကတော့ခလင်းငယ်လေးတွေမှာဝန်းမသွားတိုင်းဝန်းချုပ်တာမျိုးမဟုတ်ဘူး မိခင်တို့တိုက်တဲ့ကလေးလေးဆိုလို့ရှိရင်တပတ်လောက်ထိဝန်းမသွားမျိုးဖြစ်နိုင်တယ်။ပြီးရင်မိမိတို့ကလေးလေးတွေဝန်းသွားတဲ့ခါကျလို့ရှိရင်ဝင်းကပြော့ပြော့ရဲသွားတယ်ဆိုလို့ရှိရင်တော့ဒါကဝန်းချုပ်တာမဟုတ်ပါဘူး။အဓိကဝန်းချုပ်တယ်ဆိုတာကဝန်းကသွားတဲ့ခါကျလို့ရှိရင်မာနေမယ် ပြီးွားလို့ရှိရင် ခလေးလေးကလည်းဝန်းသွားတဲ့ခါတိုင်းငိုနေမယ်ဤနေမယ်ပြီးွားလို့ရှိရင်မမေတို့ဝန်းသွားတဲ့ခါကျရင်ကြည့်လိုက်ရင်ဝန်းကအစိလိုမျိုးအစိစိလေးတွေဖြစ်နေမယ်ဆိုလို့ရှိရင်တော့ဒါကခလေးလေးတွေဝန်းချုပ်တာပါခလေးလေးတွေမှာဝန်းချုပ်တဲ့လက္ခဏာလေးတွေပြပြပေးမယ် အဓိကဒရီမမေတို့အနေနဲ့အိမ်မှာကလေးလေးတွေဝင်သွားတဲ့အခါမှာဘာတွေကြည့်ရမလဲဆိုရင်မွေးကင်းစားကလေးတွေဥမာဒီမွေးပြီး9ရက်အတွင်းကလေးလေးတွေမီကိုနီယံလို့ခေါ်တဲ့စိမ့်ရွှင်ရွှင်စိပြစ်ပြစ်လိုမျိုးမဲမဲဝန်းတွေမသွားလို့ရှိရင် နောက်ပြီးရင်မမေတို့ကလေးလေးတွေဝန်းသွားကန်နေတာအရန်ကိုငိုပြီးတော့ကြီးကြနေမယ်ဆိုလို့ရှိရင်ဝန်းကဝန်းသွားကန်နေတိုင်းအငဲညစ်နေရပြီမျက်နှာကြီးညီရပြီတအင်းအင်းညစ်ရတယ်ဆိုလို့ရှိရင် ဝင်းကအစီအစီလေးတွားပြီးတော့မာခဲနေမယ်ဆိုရင် နောက်ပြီးရင်ဝင်းသွားတဲ့ခါကျလို့ရှိရင်သွေးပါပါတယ်ဆိုရင်ပြီးတော့ပုံမှန်ထက်ဝင်းသွားနဲသွားပြီးတော့ကလေးကအရန်ချီကြနေရဆိုလို့ရှိရင်ဒီခါကျလို့ရှိရင်တော့ကလေးလေးတွေဝင်းချုံနေရလို့ပြောလို့ရတယ်။နောက်ဆုံးရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်တော့ကလေးလေးတွေကမအီမသာဖြစ်ပြီးတော့အကြီးကြရဲငိုနေတယ်ပြီးတော့ဝင်းကြီးကြီးတစ်ခုတွားပြီးမှတက်တာွားရဲဆိုလို့ရှိရင်တော့ဒါကကလေးလေးတွေမှာဝင်းချုံတဲ့လက္ခဏာပါ။ကဲဝင်းချုံရတဲ့အဓိကအကြောင်းရင်းကတော့ နှုတ်မုတ်တိုက်တဲ့ကလေးလေးတွေမှာဆိုလို့ရှိရင်တချို့နှုတ်မုတ်တွေမှာတန်တက်တွေပါတဲ့အတွက်ကြောင့်မလို့ဒီတန်တက်ကကလေးလေးတွေကိုဝန်းချုပ်တာဖြစ်စေနိုင်တယ်။နောက်အစာအစာကျွေးတဲ့အချိန်အစာအစာကျွေးတဲ့ဥပမာဒီ cereal ကျွေးတာတွေဆံပြုတ်လိုမျိုးအဲ့လိုမျိုးပြစ်ပြစ်တွေကျွေးတဲ့အခါကျရင်အမြင်နဲ့နှဲဝါတဲ့အတွက်ကြောင့်မလို့ကလေးလေးတွေမှာဝန်းချုပ်တာဖြစ်နိုင်တယ်။နောက်ပြီးရင်ရေဓာတ်ခန်းချောက်ခြင်းကလေးလေးတွေမှာရေဓာတ်မလုံလောက်တဲ့အခါကျတော့ရှိရင်ဝန်းမသွားတော့တာမျိုးလေးတွေဖြစ်တယ်။နောက်တစ်ခုကကြတော့ဒီခလေးလေးတွေစပြီးတော့ ဝန်သွားဖို့အတွက် body train လုပ်တဲ့အချိန်လေးမှာဆိုရင်ကလေးလေးတွေကဝန်းကိုအောင့်နာတက်တယ်။အောင့်နာရင်းနဲ့မှာကလေးဝန်းသွားတဲ့ခါကြလို့ရှိရင်တော့စမြင်နှုံခံပြီးတော့ဝန်းချုပ်တာမျိုးတွေဖြစ်တတ်တယ်။ဝန်းချုပ်တာရဲ့ကလေးတွေကိုဘလို့ကူညီမလဲ။ကဲအခုအရေးကြီးတဲ့ဖြေကိုဖြေပြီးတော့မယ်။ဘလုံးမျိုးကလေးလေးတွေဝန်းချုပ်တာကိုကူညီပေးလို့ရမယ်။ဒီနေရာမှာဘေးကင်းပြီးတော့ဆရာဝန်တွေကလည်းအတိမတ်ပြုထားတဲ့နီလန်းလေးတွေကိုမျှဝေပေးသွားပါမယ်။ ထမအောင်ဆုံးအနေနဲ့6လအောက်ကလေးတွေအကြောင်းရင်းပြောပြပေးမယ်6လအောက်ကလေးတွေမှာမိခင်တို့တိုက်နေတဲ့ကလေးဆိုရင်အပေါ်ကပြောပြရတဲ့အတိုင်းဒဘက်လောက်ထိဝန်းမသွားတာဖြစ်နိုင်တယ်သွားတဲ့ခါကျလို့ရှိရင်လည်းဝန်းပြော့ပြော့လေးတွေသွားတယ်ဆိုလို့ရှိရင်တော့ဒါကဝန်းချုပ်တဲ့လက္ခဏာမဟုတ်ဘူးပေါ့ဒါပေမဲ့မမေတို့စိတ်ပူတယ်ဆိုလို့ရှိရင်တော့ဆရာဝန်ပြလိုက်တာမမပါဘူးနုံမတက်တဲ့ကလေးတွေဆိုလို့ရှိရင်ခုနကကျမပြောရတဲ့အတိုင်အဲတန်တက်ပါတယ်ဆိုလို့ရှိရင်ဝန်းချုပ်နိုင်တယ်အဲ့ခါမျိုးဆိုလို့ရှိရင်မင်းတို့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့နုံမပြောင်းတာမျိုးတွေလုပ်တင်တယ်ဒါမှမဟုတ် ရေလေးထက်တတ်တာမျိုးတွေဆရာဝန်နဲ့တိုင်ပင်ပြီးတော့လုပ်တဲ့လဲအရေးကြီးတဲ့အချက်ကမေမေတို့ရေမြင်းများတိုက်ရမယ်ဆိုပြီးတော့ဖြော်တဲ့နိုမိုကိုသူ့ညွန်တိုင်းမဖြော်ဘဲနဲ့ရေပိုပြီးတော့ထည့်ပြီးဖြော်တာမျိုးတွေမလုပ်ရဘူးเนาะ၆လအထက်ကလေးလေးတွေအစာစားနေပြီဆိုရင်အင်္ဂလိပ်လိုဖီပါတဲ့အသီးနှံလေးတွေကိုပိုကြည့်လို့ရတယ်ဥပမာ plum seed တို့ ဖဲတတော်သည်မမွန်သည်တွေပြီးတော့ဇီးဖြော်ရေအပြစ်ဖြစ်ဖြစ်အကျဲဖြစ်ဖြစ်အဲ့လိုမျိုးတွေထဲတိုက်တာမျိုးတွေနောက်အမြင်တတ်ပါတဲ့အစားအစာတွေဖြစ်တဲ့ old meal တို့ပဲမျိုးမျိုးဟင်းနွယ်ရွက်အဲ့လိုမျိုးလေးတွေထဲကျွေးတာမျိုးတွေနောက်ပြီးရင်ရေတက်ပြေဝအောင်စာစောကျွေးပြီးဒါရေတိုက်တာမျိုးလေးတွေလုပ်လို့ရပါတယ်တခြားနီးလန်းလေးတွေပြပြပေးမယ် ဒီလိုမျိုးကလေးလေးဝန်းချုပ်တဲ့အခါမှာကလေးလေးကိုလက်ချင်ငန်လေးတွေလုပ်ပေးပြီးတော့ဝန်းသွောင်းအောင်လုပ်ပေးလို့ရတယ်။ပထမဆုံးကလေးလေးရဲ့ခြေထောက်ကိုစပိန်ရင်းသလိုမျိုးလေးလုပ်ပြီးတော့ဒါလက်ချင်ငန်မျိုးလေးတွေလုပ်လို့ရတယ်။ပြီးရင်ကလေးလေးရဲ့ဝမ်းပိုင်ကိုနှာရည်လက်တန်နေတိုင်းပုတ်ပြီးတော့နှိမ့်နေတာမျိုးတွေအရင်မဖိနဲ့နော်။နည်းလေးပုတ်ပြီးုံနဲ့တင်ရပါပြီ။ နောက်ပြီးရေကြွက်သားတွေဖြေလျှော့သွားအောင်လို့ရေနွေ့နွေ့လေးနဲ့ချိုးတာမျိုးတွေအဲ့လိုမျိုးလေးတွေနဲ့ကူညီပေးလို့ရတယ်။တတိထားစရာတစ်ခုကဆရာဝန်နဲ့မတိုင်ပင်ပဲခလေးလေးရေဝှန်းချူပေါ်ထည့်တာမျိုးတွေကိုရိုးနဲ့ထိုးတာမျိုးတွေနောက်ပြီးရေအဝန်းလို့ဆေးတိုက်တာမျိုးတွေအဲ့လိုမျိုးတွေလုံးဝလုံးဝမလုပ်ပါနဲ့။အားလုံး ကလေးလေးဝန်းချုပ်တယ်ဆိုလို့ရှိရင်ဆရာဝန်နဲ့တိုင်ပင်ပြီးဆရာဝန်နဲ့ပြတာပြီးမှညွန်ကြားချက်အတိုင်းလုပ်ဖို့အတွက်တိုက်တွန်းချင်ပါတယ်ဝန်းချုပ်တာကများသောအားဖြင့်ပြဿနာမရှိပေမယ့်ဒီလိုအချက်တွေရှိတယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ချက်ချင်းပြတတ်ပါတယ်နံပါတ်1တပတ်ကြော်တဲ့အထိဝန်းမသွားဘူးဆိုရင်ဝင်းကစားကလေးဆိုရင်နရက်ကြော်တဲ့အထိဝန်းမသွားဘူးဆိုလို့ရှိရင်ဝန်းသွားတဲ့ခါကျရင်သွေးပါနေတာအလိုအမြင်ငိုပြီးတော့ကလေးကအန်နေတယ်ဆိုရင် နောက်ကလေးကနိုးကောင်းကောင်းမတော့ဘူးအစာကောင်းကောင်းမစားဘူးပြီးွားလို့ရှိရင်ကိုလေးချိန်ကလည်းမတက်လာဘဲနဲ့ကြာသွားတယ်ဆိုလို့ရှိရင်တော့ဒါဆိုရင်ဆရာဝန်နဲ့ပြသတင်ပါတယ်ဗီဒီယိုကြည့်နေတဲ့မိမိတို့ပြောချင်တာကကလေးတွေတယောက်နဲ့တယောက်မတူပါဘူးကိုကလေးကနေရမှတစ်ခါဝန်သွားတတ်တယ်ဆိုလို့ရှိရင်လည်းအရင်စိတ်မပူပါနဲ့ဒါကသူ့ရဲ့ပုံမှန်ဖြစ်နေတဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့မိမိတို့လည်းအရင်စိတ်ပူဖို့မလိုပါဘူးကလေးတွေကဒီတယောက်နဲ့တယောက်ကမတူညီတဲ့အတွက်ကြောင့်မလို့တယောက်အဆင်ပြေတဲ့အနေနဲ့နောက်တယောက်မှလည်းအဆင်ပြေခြင်းမှအဆင်ပြေလိမ့် ်မယ်။အဲတော့ကိုကနီးလန်းတွေကိုစမ်းကြည့်ပါ။ကျေလို့မရဘူးဆိုလို့ရှိရင်ဇီယောင်ကိုပြကြည့်ပါအရေးကြီးဆုံးကတော့မေမီတို့ကလေးလေးကိုထိန်းချောင်းနေဆိုလို့ရှိရင်ဒါကစိတ်ရှည်ဖို့ကတော့အရေးကြီးဆုံးပါပဲ အားလုံးပဲဒီလိုမျိုးမိခင်နဲ့ကလေးကျမရေကလေးကျမရေကိုဝန်ဆောင်ကျမဟာရေမျိုးသမီးကျမရေဘူးသူဒါရေသိချင်တယ်ဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပြီးလို့ရပါလိမ့်ရှင်။အားလုံးပဲကလေးဝန်ချုပ်တာနဲ့ပတ်သက်ပြီးသိချင်တယ်ဆိုရင်တော့ကျမရဲ့အဲအောက်က comment box မှာမိငုံးလေးတွေမေးထားလို့ရပါတယ်ရှင်။ကျမတောက်ကြားစံကြီးတနင်္ဂနွေညဘက်9:00နာရီနောက်ပိုင်းဆိုလို့ရှိရင်ဖြေထားပေးပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။